ဒီနေ့ဘလုံးတော့ကိုရရှိဖို့ရေပန်းစောင်းဆုံးဖြစ်တဲ့ကစားသမား၅ယောက်အားလုံးပဲမင်္ဂလာပါ။လာမယ့်စက်တင်ဘာလမှာဒီနေ့ဘလုံးတော့စုပွဲပွဲခန်းနာကိုစတင်ကျင်းပသွားမှာဖြစ်ပြီးအချင်းအားဖြင့်တော့သိမလို့တော့ပါဘူး။အရင်တော့ကဘလုံးတော့ဟာပြည့်ကလေးနှစ်တနှစ်စာကိုယူတွဲချက်တာဖြစ်ပြီးတော့တော်တော်လေးကိုကမောကမနိုင်တဲ့စုပွဲပွဲပဲဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ဆုံးမှာတော့ဘလုံးရာတီလတရာတီတွင်းပြသခဲ့တဲ့ခြေစွမ်းပိုင်းကိုယူတာဖြစ်တဲ့အတွက် ပို့ပြီးတော့စင်ပြေသွားတယ်လို့ဆိုရမှာပါဘလွန်တော်ဆုတက်လိုအပ်တဲ့သတ်မှတ်ချက်တွေကတော့တိုးချင်းချီစွမ်းကောင်းရမယ်အတင်းလာအောင်မြင်မှုရှိရမယ်ပြန်ဘက်ကိုလေးစားမှုရှိပြီးနမဲကောင်းနဲ့ကြော်ကြားရမယ်လို့ဖြစ်ပါတယ်ဘလွန်တော့ဟာလူသားတွေမဲ့ပေးရွေးချယ်တဲ့စုဖြစ်တဲ့အတွက်နှစ်စဉ်နေတိုင်းအငင်းပွားပွေရာကိစ္စတွေဖြစ်တတ်တာကထုံးစံပါပဲဒီလိုညင်းပွားပွေရာတွေရှိနေတဲ့အချိန်ဒီစုကိုကစားသမားတိုင်းမမမမောလိုချင်နေကြတာကြည်ချင်းအဖြစ်ဂုံတဲ့ကပိုင်းမှာမြင်မလွန့်လို့သာဖြစ်ပါရင် ီနေ့ဘလွန်တော့ကိုလမိုင်းရမင်းနဲ့အိုစမန်ဒမ်ဘီလီတို့နှစ်ဦးတည်းကတူအရရှိသွားဖို့ရေပန်းစားနေပါတယ်။ဘယ်ကစားသမားပဲရရအငင်းပွားပွဲရရမကျေနပ်ချက်တွေရှိနေအောင်မှာဆိုတော့တိကျပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ score 90ကသတ်မှတ်ထားတဲ့ဘလွန်တော့ဆုကိုရရှိဖို့ရရေပန်းစားဆုံးဖြစ်နေတဲ့ကစားသမားတွေကိုပြောပြပေးသွားမှာပါ။နံပါတ်၁လမိုင်းရမင်းရမင်ကဒီစုကိုရရှိဖို့ရထိတ်ဆုံးကနေရေပန်းစားလျက်ရှိပါတယ်။ဘာစီလိုနာတင်းတဲ့လူပြင်းတဲ့စုပလောက်တွေအကုန်ရထားတဲ့ပြင်နေရှိလေးမှာလည်းဖိုင်နယ်မှာရောက်ထားတာမို့ရမင်ရဲ့စွမ်းဆောင်ရည်တွေကမျက်ကွယ်ပြုလို့မရပါဘူး။ တင်ကိုကိုပန်ဒီပေးမှုပမာဏကလည်းမျက်မျက်တက်တက်ရှိပြီးအသင်းရဲ့နိုင်ပွဲတွေအတွက်အဓိကကစားသမားဖြစ်နေတာပါအလင်းကောက်အပြေးလွှားကောင်းမွန်မှုတွေကြောင့်ပရိသတ်တွေရဲ့စိတ်တန်းချကစားသမားဖြစ်နေပြီးရေပန်းစောက်မှုမှာလည်းထိတ်ဆုံးရောက်နေတာဖြစ်ပါတယ်။နံပါတ်၄ဒမ်ဘီလီဘောလုံးပရိသတ်တော်တော်များများကတော့ဒမ်ဘီလီကိုဒီနေ့ဘလွန်ဒိုဆုအရာတင်ဆုံးလို့သတ်မှတ်ကြပါတယ်။ PSG နဲ့ပြည်တွင်းဖလားတွေအကုန်ပြင်းချန်ပီယံလိကိုပါရထားလို့ဖြစ်ပါတယ်။ဒါပြင်သူဟာဒီရာဒီ PSG ရဲ့အဓိကကစားသမားဖြစ်ပြီးအသင်းကိုအဓိကထမ်းပိုးပေးခဲ့သူဖြစ်ပါတယ်။ ဒီကူပွဲရဲ့ကိုသွင်းပရင်ဖြစ်တယ်လို့ချန်ပီယံလိပြန်ပွဲရဲ့အကောင်းဆုံးကစားသမားလေးဖြစ်ပါတယ်။ဒါမှလည်းထူးဆန်းစွာနဲ့ပဲရေပန်းစားမှုမှာတော့ရမယ်နောက်ရောက်နေတာဖြစ်ပါတယ်။နံပါတ်3ဘက်ဒရီဘာစီလိုနာသင်းရဲ့ပွဲတွေကိုကြည့်ရင်ဘက်ဒရီရဲ့ရေပောင်မှုကတင်းတင်းရှားရှားပါရမယ်ရဲ့ဒီအာဒီအောင်မြင်မှုချင်းကလည်းတူတူပါပဲဒါပေမဲ့လည်းကွင်းလေကစားသမားဖြစ်တဲ့ပြင်ဒမ်ဘလီရမယ်တို့ကိုကြော်ဖို့ဆိုတော့ကမလွယ်ကူတော့ပါဘူးနံပါတ်၄မိုဆာလာလီဗာပူးတင်းတဲ့သူပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပြီးဂိုးသင်းပရင်ဖြစ်ခဲ့တာကြောင့်ဆာလာဟာဘလွန်တော့ရဖို့ရေပန်းစားခဲ့ပါတယ်ဒါပေမဲ့လည်းချန်ပီယံလိမှာအောင်မြင်မှုမရခဲ့တာကြောင့်ရေပန်းစားမှုမှာနေစင်းလျက်တော့ရှိပါတယ် နံပါတ်5ခလီယန်အမ်ပါပေဥရောပရှိပနက်စုကိုရခဲ့ပြီမလဲအမ်ပါပေအတွက်ဒီရာသီဟာအတင်းလက်အောင်မြင်မှုမရရှိခဲ့တဲ့ရာသီဖြစ်ပါတယ်။ဒါကြောင့်မဲ့အမ်ပါပေအနေနဲ့ရေပန်းစားမှုပါဝင်နေပြီမဲ့လေလက်တွေ့စုရသွားဖို့တော့ခက်မှာဖြစ်ပါတယ်။ဒီကစားသမားကတော့ဒီနေ့ဘလွန်တော့ကိုရရှိသွားဖို့ရရေပန်းစားဆုံးကစားသမားတွေဖြစ်ပါတယ်။ပရိသတ်တွေကရောဘသူရမယ်ထင်ပါလဲ။ကောမမမှတ်ချက်မျှဝေပေးသွားလို့ရပါတယ်။